ခုအခါ evening grade 7မှာ let us be caring and compassionate အကြောင်းအရာနဲ့ပတ်သက်ပြီး presentation လေးကိုတင်ဆက်ပြသသွားမှာဖြစ်ပါတယ်ရှင်။ let us be caring and compassionate နဲ့ပတ်သက်ပြီးသမီးတို့အရင်ကမိလာခဲ့ပူပါဒါပေမဲ့ဒီချေထွတ်ကျေစုကြောင့်ဒီကောင်းစဉ်နဲ့ပတ်သက်ပြီးလေ့လာခဲ့ရပါတယ်။ဒါကြောင့်လည်းဒီချေထွတ်နဲ့တငယ်ချင်းတို့အားလုံးကိုဒီလို knowledge sharing တောင်းနိုင်ခဲ့ရပါဖြစ်ပါတယ်။ တင်ဆက်မှုမပြသခင်မှာဒီ presentation ကိုပြုလုပ်ခွင့်ပေးရဲ့တည်ချက်ထုတ်ကိုကျေးဇူးတင်ပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့တမီးတို့ရဲ့လေ့လာမှုအကောင်းလာစီရဲ့အချိန်တိုတွင် presentation တွေကိုလုပ်တက်လာစီရဲ့ပေါ့နော်အဲအကြောင်းဒီချက်ကြီးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်ကဲဆက်လိုက်ရအောင်နော် Let us be caring and compassionate နဲ့မြန်မာလိုအဓိပ္ပာယ်ကတော့ ချင်နာတနာတက်သောသလုံးသားများဖြင့်ဆောက်ရှောက်ကူညီကြပါစို့လို့ပြောနိုင်ပါတယ်။တနည်းအားဖြင့်ကယူနာထား၍ဆန္ဒထောက်ထားကြပါစို့ဆိုတဲ့အထိပ္ပယ်လေးရပါတယ်။ Caring and Compassionate ရဲ့စကားလုံးအထိပ္ပယ်ကတော့ Caring ဆိုတာကဆောက်ရှောက်ခြင်းဒါမှမဟုတ်ကူဆိုင်ခြင်း Compassionate ဆိုတဲ့အထိပ္ပယ်ကတော့မေတ္တာထားချင်နာတက်ခြင်း Let us be caring and compassionate ဆိုတဲ့ဒီဝါကျရဲ့ဆိုလိုရင်းကလူချင်းချင်းပြန်လည်ကူညီတက်ပြီး တနာကျင်နာမှုနဲ့ပြည့်ဝစွာနေထိုင်ကြပါစို့ဆိုတဲ့ပုံစံပါဒီစကစုဟာတဦးနဲ့တဦးစာနာမှုအူညီပေးမမှုတွေနဲ့ပြည့်ဝတဲ့လူအဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ဖို့တိုက်တွန်းလို့ဆိုတဲ့တဘောကိုဆောင်ပါတယ် uh let us be caring and compassionate ဆိုတဲ့သဘောထားမရှိခြင်းနဲ့ရှိခြင်းကြောင့်ဖြစ်လာနိုင်တဲ့ဆိုးကျိုးနဲ့ကောင်းကျိုးတွေကိုအောက်ပါအတိုင်းခွဲပြနိုင်ပါတယ်ဒီဆိုးကျိုးတွေ caring compassionate မဖြစ်နိုင်မဖြစ်တဲ့အခါ အေလူမှုဆက်ဆံရေးဖြစ်စီမှုတခြားသူနဲ့အနီးကမ်းမဖြစ်နိုင်တော့ဘူးမိသားစုမိတ်ဆွေအလုံးမှာအပြန်အလှန်ယုံကြည်မှုတွေရသက်တဲ့ပြီးမနာလိုခြင်းအပြည့်တင်ခြင်းများမြတ်တမ်းမှုမရှိဘဲဆွဲချက်ဆွဲချက်တွေလုပ်တတ်တဲ့လူတွေကိုနားမလည်ဘဲဆုံးဖြတ်တတ်တဲ့စီအလုတ်ခွင်မှာအဖွဲလိုက်လုပ်ငန်းဆောင်ရွက်မှုကြဆင်းခြင်း teamwork အားနည်းတတ်တဲ့ လုပ်ဖို့ကင်ဘက်တွေရဲ့ခန်းစားချက်ကိုလေ့လူရှုရတဲ့ဒီစန့်ကျင်ဘက်တွေ ဖြစ်ပေါ်ခြင်းလူမှုကွန်ရက်တွင်တည်တံ့ဖြစ်သွားတတ်သည်။နေကောင်းကျိုးတွေ caring compassionate ဖြစ်တဲ့အခါအေယုံကြည်မှုတည်ဆောက်နိုင်ခြင်းသူများကမိမိကိုယုံကြည်လာတတ်တဲ့မိသားစုမိတ်ဆွေအလုံးမှာတန်ရုံးစဉ်ကောင်းမွန်လာတဲ့ဘီကိုယ်တိုင်စိတ်ငြိမ်ဖြစ်ခြင်းကျန်တာမှုရှိတဲ့လူတွေဟာစိတ်ဖိစီးမှုနည်းတတ်တယ်စိတ်မှန်စိတ်ကျမ်းမာရေးကောင်းမွန်လာတတ်တယ် စီလူမှုအဆင့်မြင့်တင်ရေးအထောက်ကူဖြစ်စေတဲ့လူမှုရေးကွန်ရက်တွေဖွဲ့စည်းနိုင်တဲ့ကောင်းမွန်တဲ့ကောင်းဆောင်များအတွက်အခြေခံဖြစ်တဲ့ဒီပြောင်းလဲမှုဖြစ်စေနိုင်ခြင်း conventional ဖြစ်တဲ့လူတွေဟာလူလူမှုထဲမှာတကယ် positive impact ထားနိုင်ပါတယ်ဥပမာလူနာတွေကိုပြုပြုစုတဲ့ဆရာဝန်တူနာဖြူလူမှုရေးဝန်ထမ်းများစသဖြင့်ဘယ်နေရာတွေမှာတွေ့ရလဲအိမ်တော်စု ိဘနယ်ကလေးဇနီးမောင်နှံညီကိုညီကိုအမရှာအလုတ်ခွင်အတင်းအဖွဲတစ်ခုတွင်ခေါင်းဆောင်နေဝန်တန်းချာကျောင်းတွင်တက်ကူတို့တွင်ဆရာနဲ့ကျောင်းသားတငယ်ချင်းချလူမှုအတိုင်းဝိုင်းအဖွဲစည်းလူတန်းလူနာဆောင်ရှောက်မှုတွင်တွေ့ရပါသည် era speaking and compassionate yet uh အတုံးပြဥပမာတချို့တွေကိုကြည့်ကြမယ်နော်နံပါတ်1 in a speech Uh, in in these difficult times, let us be sharing and compassionate towards those who are structurally. ပါပြန်အခက်အခဲတွေနဲ့ရင်ဆိုင်နေတဲ့အချိန်မှာကျွန်တို့တနာကျင်နာမှုဆောင်ရှောက်တကြဆို number 1 in a school setting when someone in class is feeling sad let, let us be caring and compassionate and try to cheer them up ပါပြန် အတန်းတွေကမိသူမဆိုစိတ်ညစ်နေတဲ့အခါကျွန်တော်တို့တနာကျင်လာပြီးတယောက်နဲ့တယောက်အားပေးကြဆို Number 3 In a, in a community, let us be sharing and compassionate by helping the elderly in our neighborhood. Parabian, Snowdo named Namate, the Let us be caring and compassionate. Mishi and Shiang Blue Bibiamle. ဆိုရင်မေခွန်ကမိမိနဲ့အခြားသူတွေပေါ့စောင့်ရှောက်ခြင်းနဲ့သနာကျင်တာမျိုးမရှိပါကဘလို့လို့ရင်ဒီအဲ့ဒီတပေါ်ထားတွေကိုဖွံ့ဖြိုးလာနိုင်မလဲဆိုတဲ့တိတ်ပဲပါဒီလိုတပေါ်ထားတွေဖွံ့ဖြိုးဖို့အတွက်ပြုပင်ဆောင်ရွက်နည်းတွေကတော့1မိမိကိုယ်ကိုနားလည်သိခြင်း self awareness ကိုယ်အတွေ့အမြင်တွေခံစားချက်တွေကိုစဉ်းစားကြည့်ပါကိုယ်အတွက်မှာတပံတရားမှုနဲ့ညှို့မှုရှိမှရှိတကယ်ရှိမှု ညညမှုမရှိတာတကယ်လားဆိုတာရှာဖွေကြည့်ပါသူ empathy အခြားသူများကိုနားလည်မှုနားလည်နိုင်မှုလေ့ကျင့်ခြင်းအခြားသူသူ့ရဲ့နေရာမှာကိုယ်ကိုထားပြီးစဉ်းစားကြည့်ပါသူ့အခြေအနေမှာကိုရှိရင်ဘယ်လိုခံစားရမလဲဆိုတာစဉ်းစားခြင်းကကျင်နာဖို့မပြုံးမှုဖြစ်စေပါတယ် tree အသေးစိတ်ကူညီမှုများတုတ်ခြင်းအခြားသူကိုနှုညံ့စွာပြောခြင်းသုံးတယောက်ကိုကူညီမှုပေးခြင်းစတဲ့အသေးစိတ်လှူဆောင်ချက်တွေကလည်း caring ဖြစ်လာစေပါတယ် for စာဖတ်ခြင်းနဲ့တည်ယူမှုစာအုပ်များဇာတ်လမ်းများ especially impactful stories ဖြစ်ခြင်းကတခြားသူတွေရဲ့ခံစားမှုကိုနားလည်စေပြီး compassionate uh, compassion တူတဲ့စေပါတယ် five အများနဲ့ပတ်သက်မှုတွင်တဘောထားပြောင်းလဲမှု judgmental ဖြစ်ဖြစ်ခြင်းကိုရှော့ပါအပြည့်ပြည့်သူတူဦးတော့သူရဲ့အကြောင်းရင်းနဲ့နားလည်ဖို့စူးစမ်းပါ အခုလို presentation လေးကိုတခြားအောင်စပြီးနားထောင်ပေးတဲ့ဒီ share ထွက်တဲ့အူတယောက်စီတိုင်းကိုအထူးမင်ကျေးဇူးတင်ရှိပါတယ်ရှင်။တကယ်ချင်းတော့အားလုံးလည်းကျမတို့ရဲ့ရှင်းလင်းလုပ်ခဲ့တဲ့ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးဆိုးကျိုးနဲ့ကောင်းကျိုးကိုဖွဲ့ခြားရပြီးလို့မျှော်လင့်ပါတယ်။တကယ်ချင်းတော့အားလုံးပဲဖော်ပြရတဲ့ဥပမာလေးတွေကိုပြန်လည်စဉ်းစားပြီးပြင်ဆင်စရာရှိသည့်များကိုပြင်ဆင်နိုင်ကြပါစေနော်။အားလုံးပဲစိတ်ချမ်းသာခြင်းနဲ့ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့အတန်းရဲ့ကိုစားကျမကပဲဆုတောင်းခေါ်ပြုလိုက်ပါရစေရှင်။